တိုက်ပွဲတွေဖြစ်ပွားမှုတဲ့ဒေသတွေမှာနေထိုင်သူတွေဖြတ်တန်းသွားလာသူတွေဟာမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်တွေရှိနေပါတယ်။တွားရင်လာရင်ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကို တွေ့ရင် ထိတာ၊ကင်တာမလောက်ပါနဲ့။ထိကင်တာ၊နေရာပြောင်းတာ၊ခြေထောက်နဲ့ကန်တာ၊ခဲနဲ့ပေါက်တာ၊ဓာတ်ပုံရိုက်တာတွေလည်းလုံးဝမလောက်ရပါဘူး။ဒါအပြင်အဲ့ဒီအရာဝတ္ထုပစ္စည်းနဲ့တည်နေရာတဝိုက်ကို မီးရှို့တာ၊ရေလောင်းတာ စားနဲ့တိတ်တာအနီးကပ်ဝိုင်းအောင်ကြီးရှုတာတွေကလည်းအန်ဒီရဲ့ရှိတဲ့အပြုမှုတွေဖြစ်ပါတယ်။တိုက်ပွဲတွေကြောင်းဆွန့်ခွာခဲ့ရတဲ့ခြေရွာတွေနေအိမ်အဆောက်အဦတွေကိုသွာလာတာမျိုးမလုပ်ဘို့အသုံးမပြုဖို့လည်းအရေးကြီးပါတယ်။အဲ့ဒီနေရာတွေမှာစစ်ကြံလက်နက်ပစ္စည်းအန်ဒီရဲတွေရှိသလိုမြေမြုံမိုင်းအမျိုးမျိုးရဲ့အန်ဒီရဲတွေလည်းရှိလို့ရှောင်ကြဉ်ရပါမယ်။စိုက်ပျိုးမြေနေရာတွေအသက်ရှာဖွေပြောင်းရွှေ့စိုက်ပျိုးကြတယ်ဆိုရင်လည်း ဒေသခံရွာသူရွာသားတွေနဲ့အာနာပိုင်းတွေကအန်ဒရယ်ကင်းရှင်းတယ်လို့အသေးချာမပြောမချင်းနေရာအသက်မှာထွန်ရက်အဆက်ပြိုတာမိရှိုတာမျိုး မလုံတဲ့ပါဘူး။ရှားသေးတော်သေးသွားတာဖြစ်စေတရွာနဲ့တရွာတမျိုးနဲ့တမျိုးကြားကူးလူကြတဲ့အခါဖြစ်စေအန်ဒရယ်မကင်းနိုင်တဲ့ဖြက်လန်းတွေကိုအသုံးမပြုပါနဲ့လူသုံးများတဲ့ပူပြီးအန်ဒရယ်ကင်းနိုင်တဲ့လမ်းတွေကိုသာရွေးချယ်အသုံးပြုပါ။တွားရင်လာရင်အန်ဒရယ်ရှိအမှတ်အသားတွေတွေ့ရင် ခက်ဝဲဝဲကရှောင်းသွားပါစူးစမ်းတာအနာကပ်ကြည့်တာမျိုးတွေမလုပ်ရပါဘူးအန်ဒီရဲ့ရှိတဲ့အပြုမှုတွေကိုအချင်းချင်းမျှဝေအသိပေးရင်ချစ်ခင်ရသူတွေကိုမြေမြုပ်မိုင်းနဲ့အစ်စ်ကြံလက်နဲ့ပစ္စည်းအန်ဒီရဲ့ကနေကောက်ွယ်ပေးကြရအောင်ပါ